မေလ9ရက်နေ့2025ခုနှစ်အောင်ဝဲသတင်းများမှကြိုဆိုပါရယ်။နောက်ချိန်နဲ့နေရတယ်မလား။ဒီနေ့တနေ့လုံးမြာစကန်းတွေတိမ့်လိုက်တာများဘောဘောကိုကိုဲနေတာပဲ။အုံကြွကြွနဲ့စကန်းမောင်းမြောင်များစွာဒီနေ့တည့်ရက်အထဲမှာအပြီးတော့တိုင်းသားအီယာအိုတွေနဲ့တော်လိုက်ရက်တွေကတိမ့်စီးနေတာများဗျာ။မြင်မကောင်းဘူး။ ဘကိုးရွက်ချင်းညောင်ချီတော့ခမရငါကိုရှိခိုင်းမှာနေဆက်ထီခီထီထပြွာပြီးတော့ထီခီပါဒီတို့အတီးတို့အကြော့တို့ဖိုးခွားတို့ကပေါ်လာလိုက်တချောက်လို့ထိမ့်ချုပ်ဖို့စူးစမ်းပြီလားအေးစီဝါစောအေးစီဝါဆိုတဲ့ Lion Battalion စစ်ကြောင်းကလည်းမော်လမြိုင်မှသည်ဖအန်စီတို့ ဒီနေ့စစ်ချီတဲ့ဗီဒီယိုအလုံးလေးကြည့်ပြီးပြီဖြစ်လိမ့်မယ်နောက်တစ်ခုကဗမောအခြေတရင်ကြီးနေတဲ့ရွှေမင်းသားလေးဗမောမြို့ဗမောမြို့မှာဘာတွေဖြစ်လဲဆိုတော့ဒီနေ့အင်အားနေရာလောက်ရှိတဲ့စခန်းတစ်ခုမနေ့ကတိမ့်ပါတယ်တိမ့်လိုက်တာများစခန်းတွေတိမ့်လိုက်တာများ လက်ခုပ်တီးပြီးအားပေးရမယ့်အချိန်ဝင်းရံရမယ့်အချိန်အတူတကွတိုက်ပွဲဝင်ရမယ့်အချိန်ဒီကြားရဲဗျာထပ်ပြီးကန်ဆိုးမှတွားရမိုးလိုက်လို့ရွာကန်ဆိုးကောင်မင်းအောင်လိုက်တွားရမိုးလိုက်လို့ရွာဆိုတယ်လို့ပဲရုရှားမှာလည်းစီနီမိုးတွေရွာချနေလေဒီလိုရွာချနေရင်တပြိုင်နဲ့ညောင်၄ပင်ခမရ96ခမရ96တပြိုင်နဲ့ကင်နယ်လေပီဒီအပူပေါင်းတက်တွေ့ တက်ကျိတ်နေပါတယ်ဗျို့ဒီသတင်းလေးရှိနေပါတယ်ဒီနေ့တော့တော်တော်နဲ့လူကြီးတက်တုတ်ရိုက်ပြီးသတင်းလေးတွေခက်မြင်မြန်ပြောကြည့်ခြင်းပါတယ်အဓိကတော့ဗမော်ကိုကျွန်တော်ဦးစားပေးပြောပြခြင်းတာပါဘာဖြစ်လို့လဲဆိုတော့ဗမော်ကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီတက်တွင်းကြရထနေပါတယ်စစ်ကောင်စီတက်တွင်းမှာဗမော်တိုက်ပွဲနေချက်တက်မိသားစုဝင်တွေကိုလူသားတိုင်းလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတက်တွင်းမှာဗမော်အခြေအနေဟာ ဂဲတီထနေတယ်ဗျို့ပမောနဲ့ပတ်သက်ပြီးတည်တည်ချာချာပြောမှဖြစ်တယ်လို့ KNU KIA ဝါရင်တိုင်းနန်းတော်လိုင်းတပ်ဖွဲ့ကြီးနှစ်ခုရဲ့အပြိုင်အဆိုင်တိုက်ပွဲဝင်တော်လန်ထိုးစစ်တွေနဲ့အတူသူရဲ့ရှင်ချင်းတွေးတယ် KNU KIA အဆရှိတဲ့တိုင်းသားအီအိုတို့ရဲ့ ရင်ခွင်လေးကိုထွေးပွေပြီးပေါက်ဖွာလာတဲ့ PDF ဆိုတဲ့ဒီလူကာကွယ်တက်ညီငယ်များနဲ့အတူတက်ညီလက်ညီဘူပေါင်းတိုက်ပွဲဝင်နေတာတွေကိုကြည်ရင်ငါတို့အောင်ပွဲမဝေးတော့ဘူးလို့ခံစားမိပါတယ်ဆိုတော့ဒီကနေ့ကဲနီကိုနေမြေမှာဖတီးတို့အတီးတို့အကြော့တို့နေမြေမှာဒီကနေ့ တစခန်းပြီးတစခန်းတတပြီးတတက်တခုပြီးတခုတိမ်ပိုက်နေပါလေတီခီစခန်းတိုင်းတိုက်ပွဲဗီဒီယိုလေးကြည့်မိကြရဲ့လားတီခီမှာမြန်မာထိုင်းနေဇက်ပေါ့ဗျာတောင်ရင်းမြစ်ချားတယ်ထင်ပါရဲ့ကေနလီပူပေါင်းတက်တွေကဝေရောက်တိုက်ခတ်တိမ်ပိုက်တဲ့အချိန်မှာ ခွေးပြေးပြရတဲ့လှေနဲ့ခွေးပြေးပြရတဲ့ဗီဒီယိုလေးကြည့်ပြီးပြီမလားအဲ့တော့ KNU ကနေလीတမ3တမ5တမ6နေပြည်တော်မှာအထိုင်ချတက်ဆွဲတာတွေဖက်စစ်တက်စစ်ခန်းတွေကိုတပြိုင်နဲ့တိမ်ပိုက်မှုတွေလုပ်နေပါတယ်တမ4တမ9တို့မှာလည်းစတင်ထိုးစစ်ဖွင့်နေပါပြီဒီကနေ့ကရင်ပြည်နယ်ကြုံတိုးကော့ဂရိတ်ဖအံမော်လမြိုင်တကြောလုံးကိုမကြည်ဖက်စစ်တက်အသေးအံခုခံနေရပါတယ် KNU ဥဆောင်တဲ့ တပ်ပေါင်းစုဟာအထင်သာရရဲ့စစ်ကောင်စီတပ်ကိုဂျုံဒိုးမြို့မှာဝိုင်းပတ်ပိတ်ဆို့တိုက်ခတ်နေပါလေ။ဒါကြောင့်မို့ဖက်စစ်တပ်ဟာဂျုံဒိုးမြို့မကြည်အတွက်ဖမ်းအနီးနားထိပါခံစစ်တွေပြင်နေတယ်လို့ကျွန်တော်တို့သိရတယ်။ဒီတဲ့ဒီအချိန်မှာတော့ဖက်စစ်တပ်ဟာဂျုံဒိုးမြို့တပ်ဖက်ကန်းဖမ်းအံမြို့ဂျိုင်းတီတာတယ်အခြေပြုစုဖွဲ့တာပြီးဂျုံလုံးမျိုးဘောကဗျူဟာစခန်းစာတင်ကြောင်းမိဘုံကွင်းသားကဖုံးကြီးကျောင်းတွေမှာ တတ်ဆွဲပြီးခံစစ်ပြင်တာတယ်ဒီအချင်းဒီပါအဲ့တော့ကျွန်တော်အရှိကပြောပြောရင်းနဲ့ပြီးတော့ပြီးတယ်ခြေလေးတောက်ပြစကဲနီယူတတင်းတွေလိုင်လိုင်ထနေတဲ့အချင်းဒီပါတဲနူရဲ့တမဟာခုနှစ်ခုလုံးတပြိုင်နဲ့လှူရှားလာပြီဖြစ်တဲ့အတွက်မကြခင်မှာပကိုးစစ်ကြောင်းကြီးအနောက်ရိုးမအရှိရိုးမနဲ့ KNU PDF တွေနဲ့ပူပေါင်းချိတ်ဆက်တဲ့မဟာပြူဟာစစ်စင်ရေးတရက်မနှက်ပြန်တပတ်စုပေါ်လာနိုင်တယ်ပြုမယုံမရှိနဲ့နော်မယုံမရှိနဲ့နော်လူမျိုးကျော်ပြောတယ်ဟိုတနေ့ကရန်ကုန်ကိုထိုးစစ်ဆင်ဖို့ရန်ကုန်ကိုတိမ့်ပိုက်ကြလို့ပြောပြီးငလီနေထလုတ်ကုန်ပါရောလားမဟောပထဝီမြေကြီးကတော့ကောင်းချီးပေးနေပြီလေထပ်ပြီးဒီနေ့မှလည်းတာစီမိတ်တီလာဝန်တွင်း အဆရှိတဲ့ဒေတာစစ်တပ်ဖက်စစ်တပ်အခြေပြုစိုးမိုးရတဲ့မိတိလာခံစင်မြင်းမိတိလာတက်မြုပ်တကြောလုံးမှာငါတသမလေးဆိုရက်စကေးရှိတဲ့ငလင်လှုပ်ခတ်မှုကြားလိုက်ရတယ်ဒါပေါ်ကြည်ချင်းအဖြစ်စစ်ကောင်စီယုံဆိုင်ရာဖက်စစ်တပ်ယုံဆိုင်ရာနေပြည်တော်ကလည်းမဟာပတဝီမြေကြီးကဖြိုချဖျက်ဆီးလိုက်ပါအခုတခါထပ်ပြီးတော့တာစီမိတိလာဝန်တွင် စစ်တပ်အခြေပြုရာနေရာတွေကိုမဟာပထဝီမြေကြီးဟာခါချဆွဲရမ်းနေပြီးဖပလီမောခွိတက်နေတာကိုဖြုတ်ခါချနေတဲ့အလားထင်မရပါဘူး။မင်းအောင်လိုက်မစင်မချင်းခါချနေမဲ့ငလင်ကြီးချားထဲမှာပြည်သူလူထုကြားမြတ်နေတာဘူးတော့အစိမ်မကောင်းဖြစ်မိတာ။ဒါကြောင့်မို့ပြည်သူလူထုက စစ်တပ်အခြေပြုရာနေရာတွေဖက်စစ်တပ်ရုံးဆိုင်ရာနေရာတွေအဲ့ဒီတက်တွေ ਨੇ ဝေးဝေးမှနေပါအခက်မသိရင်မိုးကြိုးပါပစ်ချပြီးအရှင်လက်လက်မြေမျိုးမဲ့ကိန်းကိုဖက်စစ်တပ်ဟာဂျုံကိုဂျုံရပါလိမ့်မယ်ဓမ္မဆိုတဲ့တရားမျှတမှုဓမ္မဟာအာဓမ္မကိုဖြိုချဖို့တကောက်ကောက်လိုက်ပြီးဒီဇိုင်းမမတ်ခြေမွခြေမုံနေပြီဆိုတာညီနေရပါပြီ အတိတ်တပောင်းနမိတ်ဆောင်ဆိုသလိုပဲဒီကနေ့ဒီကာလမှာမဟာပထဝီမြေကြီးဟာမင်းအောင်လိုက်မစင်မချင်းခါချနေမယ်ဆိုတာယုံယုံကြည်အဲ့တော့ဒါနဲ့တပြိုင်တည်းမှာစစ်ကောင်စီဖက်စစ်တပ်တည်းမှာကြက်ထနေတဲ့ဗမော်အကြောင်းပြောပြခြင်းပါတယ်ဗမော်မှာဖက်စစ်တပ်စစ် ခွေးအကောက်နှစ်ရာနီးပါးတက်ဆွဲထားတဲ့တောင်လေးလုံးကြောင်းတိုက်ကိုမနေ့ကတပ်ပေါင်းစုကတိမ့်ပိုက်ချေမုံလိုက်ပါတယ်။ခံပစ်တဲ့ကောင်တွေကတော့အရှင်မထားပါဘူး။ကချင်ပြည်နယ်ဗံပေါ်မကြဖို့ဖက်စစ်တပ်ကဘာလုပ်နေလဲ။ကချင်ပြည်နယ်ဗံပေါ်မကြဖို့ဖက်စစ်တပ်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမူဒုတိယတိုင်းမူကိုယ်တိုင်ဗံပေါ်စစ်မြေပြင်မှာရောက်နေပါတယ်။ကြည်ရတော့ရင် ုင်းမှုမှာချိန်လိုက်ပါလို့မှားလို့ပါတယ်အဲ့တော့စကက27မကြာရေးအတွက်ဒူတိုင်းမှုကိုယ်တိုင်လှုပ်ပြီးကြီးကြပ်ခိုင်းထားပါတယ်တက်တွေးပုံကံမှုတွေဖြစ်နေပါတယ်အမိတ်မနာခံမှုတွေအများအပြားဖြစ်ပေါ်နေပါတယ်အဲ့တော့ဒီအပိုင်းနေမှာတရင်မှုတွေကိုယ်တိုင်မတိုက်ဘူးစုံမယ်မလုံနိုင်ဘူးပြန်ပြောလို့တက်တွေးပုံကံမှုဖြစ်လို့နီးနီးအခြေအနေစကက27တဲမှာ ဲ့တော့မြကြီးနာကတဆင်ရဲရင်နေနေ့စဉ်ပြန်တမ်းပြီးလက်နက်ခဲရံနေဖြစ်တွင်နေတယ်လို့စကဆာဖတ်စစ်တရဲ့စကကနစတိဗမောမှာတတွင်ပုံကံမှုဖြစ်ပြီးအရှုံးကြီးရှုံးမဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်အဲ့တော့ရိုးရိုးအသေးခံမလားရှဲအသေးခံမလားသို့မဟုတ်လက်နက်ချအညက်ခံအလံဖြူတောက်အလင်းဝင်မလား ကြိုက်တာကြွေစစ်ခွေးအပေါင်းတို့လို့ပြောချင်ပါတယ်စစ်ခွေးဆိုတဲ့နေရာမှာအားလုံးကိုပြောတာမဟုတ်ပါဘူးသို့တော့ပြည်သူတွေစန့်ကျင်တဲ့ပတ်မှာနေတဲ့မင်းအောင်လိုက်ဖစစ်တက်လောက်မှာအမှုထမ်းတဲ့သူတွေဟာစစ်ခွေးလို့ပြောရင်တော့ခွေးသိက္ခာကြပါတယ်အဲ့တော့နောက်ပိုင်းတိုင်းမှာရောနောက်ပိုင်းတိုင်းမှာလဲကြီးလန့်စာစာအခြေအနေပါ ားကစားကွင်းထဲမှာမြောက်ပိုင်းတိုင်းမြစ်ကြီးနားရဲ့အားကစားကွင်းထဲမှာအမိုင်စံတီးတယူပို့ဆောင်ရရဲ့ရဟရင်နှစ်စီးစတမ်မိုင်ချတာပါတယ်ဒီကနေ့ဆိုရင်ကာမိုင်းကနေဖားကန်ကိုခြိတက်လာတဲ့အင်အားတစ်ထောင်လောက်ရှိတဲ့စစ်ကြောင်းနိုင်ရအလွန်ပါပီယာနဲ့ PDF ပူပေါင်းတက်ပြီးဖြတ်တိုက်တာနတ်လန်ကိုပြန်ဆုတ်သွားရအောင်နိုင်ရကိုပြန်ဆုတ်သွားရတဲ့အခြေအနေပါ အဲ့ဒီအင်အားတထောင်ဝင်းကျင်မှာဝါရာဇုတ်ဒူးလေးပြူပြည်သူစစ်တွေလဲပါတယ်လို့အချမ်းကြီးကျွန်တော်တို့သိထားရပါတယ်အဲ့တော့ဖက်စစ်တပ်ဟာအစကက27ဗမော်ကူကာဝယ်မှုအတွက်သူ့ရဲ့စစ်တီမိသားစုဝင်တွေကိုတတ်တဲ့ကတော့ခွင့်မပြုရဲ့လူသားတိုင်းလှုပ်နေတာတစားကန်လှုပ်နေတာတွေဟာအမြဲလှုပ်လို့ရှိပါတယ်စစ်ရှုံးလို့တတ်ဆုတ်ခွာရတဲ့အခါကြရင်မိသားစုဝင်တွေပါနေတော့နောက်နေကြံ့ကြံ့မှုတွေဖြစ်တဲ့အတွက် နောက်တစ်ချက်ကရိတ်ခါတွေမျှဝေကျွေးရတဲ့အတွက်စစ်သားမိသားစုဝင်တွေကြုံကြုံတလို့တိတ်တိတ်လေးရှင်းပြတဲ့တသက်တာရကတွေကျွန်တော်ရရှိထားပါတယ်။အဲတော့ KAI KRA ရဲ့တိုက်စစ်ကြောင့်မန်စီကနေဗမော်ဘက်ဆုတ်ခွာပြေးတဲ့လမ်းမှာစစ်တပ်မိသားစုတွေကိုစစ်သားတွေကပြန်တက်တဲ့အဖြစ်အပျက်တွေအများအများရှိပါတယ်။ဆိုလိုတာကဗမော်စက္ကက27 ရိတ်ကအခက်ခဲကြောင်လားစစ်တီတွေစစ်တိုက်ရတာနောက်ဆန်တဲမှဆိုးလို့လားမသိဘူးမိသားစုဝင်160လောက်ရဲမေတွေအပါဝင်လက်နက်ချခိုင်းလိုက်ပါတယ်ဒါဟာညာညှီပြီးလက်နက်ချတာလားတမင်တတ်တပဲပူပေါင်းတပ်တွေကိုဝင်တော့ဝင်ဖို့ဖြစ်စီအောင်တွန်းပို့တာလားဆိုတော့ကိုဂယုစိုက်ကြရပါမယ်ကျွန်တော်တို့ဒေါ်လာရင်းတပ်တွေနဲ့တိုင်းသားအိယာကိုတပ်တွေကတော့လူသားဆန်သွားပဲလက်နက်ချသူတွေကို နိုင်ငံတကာဥပဒေများနဲ့အညီစောင့်ရှောက်ပြီးစစ်မြေပြင်ကအသက်နဲ့ရှင်ပြီးမနေ့ကခေါ်ထုတ်သွားခဲ့နိုင်ပါတယ်ဒီအချိန်မှာဒီအချိန်မှာလေစစ်ကောင်စီဘက်ကနေပြီးတော့လော်နေတဲ့ဘောမတတိုက်ကိုကျွန်တော်ပြောချင်တယ်ဗျစစ်ကောင်စီထောက်ခံတဲ့သူတွေပေါ့လေကြောင်းပစ်ကူတွေပစ်ပါတော့မြောက်ပေးတာလေကြောင်းပစ်ပြီးတော့ပဲ PDF တွေ KIA တွေကိုအကုန်ဝင်ရှင်းတယ်လို့လို့အကုန်ပဲကြပြီးအကုန်ပဲပြန်ဆုတ်တယ်လို့လို့အာသာဖြေရေးတင်နေကြတော့တွေ့ပါတယ်အဲ့တော့သူတို့ရဲ့တပ်မိသားစုတွေဘေးမတိရံမခတ်အောင်ကယ်ဆယ်ပေးနေတာကိုနားမလဲပဲဆိုလိုမီကိုဂျန်စစ်သားကကဲထုတ်တုံးကလို့ဆိုလိုမီလို့အတွေးအခေါ်မျိုးမြင်ရတော့အံ့ဩမိတယ်ဗျာဒီလူတွေရဲ့ညံရင်ညံသွေးနဲ့အတွေးခေါ်ဟာ အင်မတန်ညံပြင်းပြီးအောက်တန်းကျလွန်လာပါတယ်ကျွန်တော်တို့တိုင်းသားအီအောက်တပ်ဖွဲ့ KIA PDF ပူပေါင်းတပ်တရားရန်သူကိုရန်သူလိုဆက်ဆံပေမဲ့တပ်မိသားစုဝင်တွေတပ်ကြီးရွယ်ဦးတွေခလေးတွေကိုအသက်ပေးကကဲထုတ်တဲ့နေရာမှာအသက်နဲ့ရင်းပြီးကဲထုတ်ပေးနေရတာဒါကိုဆော်လုမင်းကိုကြံစစ်သားကကဲတယ်လို့မျိုးလေနဲ့အကုန်ပြည့်ဆိုပြီး ပြောနေတဲ့စစ်ကောင်စီ lobby တိုက်ကြီးခမားတို့ကိုတက်မီတားစုဝင်တွေကဂျွန်ရှာမုံတီးနေပြီးတတိုင်းပြည်လုံးကတော့ခမားတို့ကရှင်ဘတ်ဖြစ်နေပါတယ်စစ်တပ်က lobby လုပ်နေတာပြဿနာမရှိပါဘူးကိုကြိုက်တဲ့နေရာကကို lobby လုပ်ရပါတယ်ထောက်ခံလို့ရပါတယ်ဒါပေမဲ့မမှန်ကန်တဲ့သတင်းတွေနဲ့ပြည်သူလူထုကိုဘုံကျဲတက်ပြတ်ခိုင်းတာတွေတောက်တိုင်လုပ်နေတာတွေ ဓာရီကတော့ຢာဇဝိပြစ်မှုဖြစ်သွားပါပြီကျွန်တော်တို့ပြည်သူလူထုကအမှတ်သားထားလိမ့်မယ်မျက်နာကိုဟိုကွယ်ဒီကွယ်လှုပ်လဲဘသူလဲဆိုတာသိပြီတစ်ချိန်ကြရင်တော့တနည်းနည်းနဲ့ပေးဆက်ဖို့ကောင်းနေထဲ့တာကြောင့်မာလာဖက်စစ်တက်ကရှုံးကိုရှုံးနေပြီဆိုတာတိတိကျကျကျွန်တော်ပြောလိုက်ပြီဒီနေ့ဒီအချိန်မှာမင်းအွန်လိုင်းဖက်စစ်တက်စစ်ရှုံးနေပြီလို့လူမြတ်ကျော်ရေရေဝန်ကြီးညာ တစ်ဖြက်ကချင်ပြည်နယ်မှသည်ရှေ့ကိုနည်းနည်းရှောက်ကြရအောင်လာရှုလာရှုမှာဘာတွေဖြစ်နေလဲဆိုတော့ဗိုလ်ကြီးတို့စစ်တပ်ပြန်လာမှပဲကျမတို့ရွာလေးပြာကြတော့တယ်ဆိုတာမျိုးရွာလေးကိုဗိုလ်ကြီးတို့ဝင်လာမှပဲဓမြတွေတိုက်နေပြီဆိုတာမျိုးလာရှုမှာမြို့ပေါ်ဆက်နေရွက်မှာစစ်တပ်ပြန်ဝင်လာတဲ့အချိန်ကစပြီးဒီနေ့အထိလက်စစ်မီမရတော့ဘူးမြို့လေကောင်ထိဓမြတိုက်ခံနေရသလို ဌာနဆိုင်ရာဝန်ထမ်းဆိုတဲ့ကောင်တွေညအချိန်တော်ဘူးအင်မတန်စိုးရိမ်နေရပါတယ်ညအချိန်ဆိုတော့နေ့လယ်မှာရောဆိုတော့တူတူတိတ်တိတ်တူတူတိတ်တိတ်နေရပါတယ်အေဒီဒရာဂရိတ်အေဒီဒရာထိတ်အဝင်အထွက်ကိုမနက်6နာရီညမနက်6နာရီည6နာရီဒီကနေပြီးတော့မနက်9နာရီည9နာရီဖြည့်ဖြည့်လျှော့ထားပါတယ် ဒိတာကံပြည်သူတွေကိုလည်းပေါ်တင်ကြီးဖိအားမပေးဘူးရှမ်းပြည်နယ်ဝန်ကြီးချုပ်ခီးစင်မှာတိုးတိုးတိတ်တိတ်မှားသွားတယ်။လာရှိုးမှာမြို့ကန်တွေကစစ်တပ်အလုံးမရှိလို့ဆန္ဒထားပြလို့ရတယ်။ဖက်စစ်တပ်ကပြည်ရင် MNDE ကခံမမဟုတ်ဘူးဆိုတဲ့အချက်လေးထပ်ပြောလိုက်ချင်ပါသေးတယ်။အဲ့တော့လာရှိုးမှာပုံကြီးတို့လာမှလာရှိုးလဲလာရှိုးလဲ ခဏီခဏနဲ့ဖြစ်သွားပါဒါကလာရှုပမောကရင်ပြည်နယ်စီရေးအခြေအနေဖြစ်ပါတယ်ချုပ်ကုံသုံးသက်ကြည့်ရင်အခြားသောတောက်ကြားတိုက်ခိုက်မှုဒီနေ့ခုနှစ်ခုတည်းမနဲ့ရှိပါတယ်ကျွန်တော်ဗီဒီယိုရှင်းသွားမှာဆိုလို့အကျယ်တဝင့်မပြောတော့ပါဘူးတောက်ကြားတိုက်ခိုက်မှုခုနှစ်ခုအပြင်တမဟုကြစစ်ပွဲကြီးတွေပုံစံကရင်ပြည်နယ်မှာရှိနေပါတယ်စကန်တိန်တိုက်ပွဲတွေ ဗမောမှာရှိနေပါတယ်ဗမောမျိုးကြီးတိမ့်ပိုက်ကြီးတိုက်ပွဲကြီးတအပြင်ကိုပဲခူးတိုင်းမြောင်လေးပင်မှာပြင်းပြင်းထန်ထန်တိုက်နေပါတယ်ပဲခူးရွှေချင်းညောင်ချီတော့ခမရငါကိုရှိတဲ့ရင်ဌာနချုပ်တစ်ခုလုံးကိုတိမ့်ပိုက်လိုက်ပါပြီခင်ဗျားတို့ကျေနပ်နေတယ်မလားအောင်ဝဲတော့ခင်ဗျားတို့ပီတိဖြစ်တယ်မလားအောင်ဝဲကိုလိုချင်တယ်မလားကျွန်တော်လည်းအတူဒီတော့ ီလိုအောင်ပွဲမျိုးတွေကိုစင်စက်မပြတ်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့တိုင်းသားအီအော်တွေအပြင် PDF ပူအောင်တက်တွေနဲ့တော်လန်ရေးသမားအပေါင်းကိုကျွန်တော်တို့ဂုံပြုဥညွတ်ကြမယ်။နှွေထွေးကူညီကြမယ်။ဆောက်ရှောက်မြတ်တာပေးကြမယ်။ကြောကြည့်အပ်ရှင်ဘတ်ချင်းကတ်ထားကျွန်တော်တို့အတူရှေ့ဆက်သွားမယ်။မြေပြင်မှာတိုက်တဲ့လူကတိုက်ထောက်ဖို့တဲ့လူကထောက်ဖို့ ဝေကျေးကူညီတော့ကူသတင်းဖြန့်သူကဖြန့်ဝါရဖြန့်သူကဖြန့်တဏမန်လောက်သူကလောက်တကတကပါလုံးကမြန်မာများတကပါလုံးမှာရောက်နေတဲ့ညီမနိုင်ငံသူနိုင်ငံသားများ အမိညီမနိုင်ငံတော်အတွက်ဒီတစ်ခေါက်တော့ပေးဆက်ကြမယ်။နောက်မျိုးဆက်မှာဒီအဖြစ်တွေလုံးဝမကြံစီရဘူး။စက္ကစဖတ်စစ်တက်မင်းအောင်လိုက်အကြံပတ်တက် စစ်ရှုံးစေရမယ်။ဒင်းရတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။